ရှမ်းကျူးပြည်နယ်ရဲ့တာအိုလန်းစင်စစ်မှန်မှုကျင့်ကြံသူတွေပေါ်များပြီးတော့သူတော်စင်ခိုင်းကမိုးနဲ့မြေရဲ့ဝင်းကျင်အခြေဝါတွေကိုအားကိုးပြီးတော့နှက်ကျင်ကြံရင်းနဲ့ခြေစဉ်တက်တွေကိုထိ ंछ ုပ်ပါတယ်။မိစ္ဆာခိုင်းကတော့လျှို့ဝှက်ဆန်းကျတဲ့သွေးနဲ့မကောင်းတဲ့အရာတွေကိုအားကိုးပြီးတော့ရင်သန့်စင်ပညာကိုပြုထောင်ကြတယ်လေ။ ူတော်စင်ခိုင်းနဲ့မိဆာခိုင်းကမတည့်ကြပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း100လောက်ကမိဆာခိုင်းကခိုင်းကြီးတချို့ကအလဲပိုင်းလွင်မြေကိုတပ်ဖြတ်လာကြတော့ချင်းရွင်ခိုင်းချုပ်ထန်ချန်းကြီးကဇီဝင်ချုပ်နဲ့သားကိုကင်ပြီးတော့မိဆာခိုင်းကိုနှိမ်နှင်းခဲ့ပြီးသူတော်စင်ခိုင်းအတွက်နှစ်100ပြန်လဲရှင်သန်ခြင်းကိုယူဆောင်လာပေးခဲ့ပါတယ်မိဆာခိုင်းရဲ့အလွန်ဆိုးဝါးလာတဲ့အဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့သွေးတောက်ပတိစေးကလောကကြီးတွေကပျောက်ဆုံးသွားပြီးတော့တောက်ပနေတဲ့ကဘာကြီးကအမောင်တူထဲမှာနောက်တစ်ချိန်ပြန်ပြီးစတင်လာပါတယ်ဟဲရန်လို့ခေါ်တဲ့ ရွာကလေးတစ်ခုမှာရှောင်ဖန်လို့ခေါ်တဲ့ကလေးငယ်လေးနဲ့သူ့တငယ်ချင်းအုပ်စုတသားသားလေးတွေနဲ့ကစားနေကြပါတယ်။ကျန်းရှောင်ဖန်တယောက်ဓားကိုလွှဲရင်းနဲ့လှမ်းထားတဲ့စကားတွေကိုတိုက်မိလို့ဒေါ်လေးကျန်းဆူလာခံလိုက်ရပြီလေ။ရှောင်ဖန်ကတော့ခဏနေရင်ပြန်ရှိပေးပါမယ်လို့ပြောပြီးတော့လက်ပြလိုက်ပါတယ်။လက်ပြနေရင်လည်းနောက်တစ်ယောက်နဲ့ထပ်ပြီးတိုက်မိပြန်ပြီလေ။ ြေးရင်နဲ့ဖုန်ကြီးကြောင်းဖြတ်ထဲကိုရောက်သွားပါတယ်။ချော်လဲနေတာတော့မင်းတို့ကိုပညာပေးရမယ်ဆိုပြီးတော့အရှုံးမပေးသေးဘူးလေ။ဘသူရှုံးမလဲမသိကြသေးဘူးဆိုပြီးပြောလိုက်ပါတယ်။ရှုံးတာ68ခါပဲရှိသေးပါတယ်။ဟိုတယောက်ကတော့မင်း68ခါမပြောနဲ့အကျင့်980ဆိုရင်တော့မှမင်းနိုင်ရမှာမဟုတ်ဘူးဆိုပြီးဖေးလိုက်ပါတယ်။ပြီးတာနဲ့ချကြတော့ရှောင်းဖန်တယောက်မောနေပါပြီ။ထတ်ချအောင်မလားလို့မေးလိုက်တော့အဖိုးစကားတွေလျှော့ဆိုပြီးတော့တေသာထားနဲ့ရန်လိုက်တော့လွှင့်သွားပြီလေ။ ပြန်ကောက်ပြီးတော့ပညာကောင်းကောင်းပေးမယ်ဆိုပြီးမညာဘဲပြန်ချနေပါတယ်။ရှောင်းဖန်တယောက်တိုင်ကပ်ပြီးတော့လေဘင်းကိုထောက်ခံထားတာတောင်အရှုံးကိုလည်းမခံမနေမကျေနပ်နိုင်သေးပါဘူး။ရုတ်တရက်ကောင်းကင်နေမှောင်လာပြီးတော့ကောင်းလေးရဲ့မျက်လုံးတွေကလည်းနီးရဲလာပြီလေ။ ျင်နဲ့အောင်လုပ်ပေးမယ်လို့ပြောတဲ့အချိန်မှာရှောင်းဖန်တကောင်မျက်ဖြူတောင်းလန်းနေပါပြီ။ကြောကိုတရားရောက်ကထိလိုက်တော့မှပဲမျက်လုံးအယောင်ပြန်ပြောင်းပြီးတော့သူဘာလုပ်မိလဲဆိုတာမမှတ်မိတော့ပါဘူး။ရှောင်းဖန်ကိုကြည့်ပြီးတော့အစင်ပြေရဲ့လားလို့ပြပြတလဲနဲ့မိလိုက်ပါတယ်။အဲ့ဒီချိန်ဖုန်ကြီးတစ်ပါးကဝင်လာပြီးတော့ကလေးလေးမင်းမရန်သူကိုအောင်တိုင်မှုနီးရှိတယ်ဆိုပြီးပြောလိုက်ပါတယ်။ရှောင်းဖန်တငယ်ချင်းကတော့ဘယ်ကလာတယ်ဖုန်ကြီးလဲဆိုပြီးရေရွတ်လိုက်ပါတယ်။ဖုန်ကြီးကရှောင်းဖန်ကိုအရှုံးကိုဝင်ခလာရင်ပြီးနေတာကိုဘာလို့တောက်ခံထားတာလဲဆိုပြီးမိလိုက်ပါတယ်။ဖုန်ဖုန်းသာဝင်မပါရင်မင်းအလက်ကားတည်သွားမှတော့ဆိုတော့အလုံးလက်သွားကြပြီလေ။ရှောင်းဖန်ရဲ့တငယ်ချင်းက ဒီဖုန်းကြီးကဒူးဆန်းတယ်လို့ပြောပြီးတော့ရှောင်းဖန်ကိုခေါ်သွားပါတယ်။ညာဘက်ရောက်တော့ရှောင်းဖန်တယောက်ခမင်းကြီးပို့ဖို့အိမ်မြင်ကိုထွက်သွားပါတယ်။ရွာထဲမှာလည်းအနေရောင်ငွေတစ်ခုကထွက်လာပြီးတော့ကလေးကိုဝါပြုတ်ဖို့လို့တော့ဖုန်းကြီးကဝင်ကယ်လိုက်ပြီးတော့ဘာလို့အသိဉာဏ်မရှိသေးတဲ့ကလေးကိုအခုလိုလိုရတာလဲဆိုပြီးပြောလိုက်ပါတယ်။အနေရောင်မျိုးကဖုန်းကြီးကိုစပြီးတိုက်လိုက်ပြီလေ။ဖုန်းကြီးကတော့ကလေးကိုချီရင်နဲ့ကလိုက်ပါတယ်။မကောင်းဆိုးဝါးဝင်းကျင်ကိုရောင်ပြလို့ပြောလိုက်တော့လူတယောက်ထွက်လာပြီးတော့ဖုန်းကြီးကိုထတ်တိုက်ပါတယ်။ဟိုလူကလည်းဖုန်းကြီးရဲ့ခြေထောက်စာမိသွားပါတယ်။ အကွက်တွေကိုဖုံးထားတာတိုင်းပညာအစ်စ်ကိုမပေါ်သွားစေချင်လို့လားလို့ဆိုပြီးတော့ဖုံးကြီးကမေးလိုက်တော့အနီရောင်ငွေတွေနဲ့အတူအစိတ်သွေးလံကိုထုတ်ပြီးတိုက်လိုက်ပြီလေဒါကိုတွေ့တော့ဖုံးကြီးကလောကကြီးကိုဒုက္ခဖြစ်စေတဲ့ဒီလိုအရာကိုကျင့်ကြံရတဲ့ပေါ်ဆိုပြီးတော့ဟိုလူတိုက်တာကိုရွှေရောင်ပရိစေကိုထုတ်ပြီးကာလိုက်ပါတယ်ဒါပေမဲ့ကြာကြာတောက်မခံနိုင်မဲနဲ့သွေးရန်လိုက်ရပါပြီလက်ထဲမှာလည်းအမိခွန်းနှောင်ကင်းချင်များကထွက်သွားပါတယ်ဖုံးကြီးကိုကင်းချင်များနဲ့အစိတ်ခတ်လိုက်တာပါအဲ့တော့မှပဲတစ်ဖက်လူကိုဖုံးကြီးစီဥတီလာမန်သဘောပေါက်သွားပြီလေကျုပ်ကခမားဆိုတဲ့ဖုံးကြီးဖူးကြီးစီကိုအထူးဥတီလာလာဆိုပြီးတော့ပြောပြီးတော့ပြေးတိုက်ပြီလေဖုံးကြီးကကာလိုက်ပြီမဲ့နောက်ကကြောက်တုံးနဲ့မိတ်ဆက်ပေးလိုက်ရပါတယ်အစိတ်တမမိရ င်ဘုံကြီးအိုကြီးနိုင်ဖို့ပတ်ဆက်များတယ်လေပြီးတာနဲ့ပစ္စည်းကိုထုတ်ပေးဆိုပြီးတောင်းလိုက်ပါတယ်ဘုံကြီးကတော့အစိုးရဆုံးပစ္စည်းကိုလာထုတ်ခိုင်းတဲ့အတွက်လုံးဝမပေးဘူးဆိုပြီးညင်လိုက်ပါတယ်ဒါဆိုလေခမည်းရဲ့မျက်စောဖျားနဲ့သွားတွေ့တော့ဆိုပြီးတော့အနဲ့ရောင်သစီကြီးကိုထုတ်လိုက်ပါတယ်။ဖုန်ကြီးကလည်းရမ်မာနီပတ်မိမောင်းဆိုတဲ့ပရိတ်ချောင်းလုံးကထားကိုယူပြီးတော့ကြောက်စိမ့်ပတိစေတွေလင်းလာလာနဲ့အတူအစီရင်ပေါ်လာပါတယ်။ဒါကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတဲ့သူကတော့ကြိုင်ချောက်ဖက်မှာဟိုလူကလည်းလက်တစိတ်တွေကိုလှုပ်ပြီးတော့သစီကိုတိုက်ဖို့အမိန်ပေးလိုက်ပါတယ်။ဖုန်ကြီးဘက်ကလည်းလက်ဝါးနဲ့ပြန်တိုက်လိုက်ပြီလေ။ ဟိုလူနောက်ပြန်လွှင့်သွားပါတယ်အစိမ့်မိနေတာတောင်ဒီလိုတိုက်နိုင်နေတာကြောင့်ထန်ရင်ခိုင်းကတကယ်ကိုအစွမ်းစားကြည့်ရပဲဆိုပြီးပြောလိုက်ပါတယ်ဖုန်ကြီးကထန်ရင်ခိုင်းကပါဖုန်ကြီးကတော့သူတည်ရင်တောင်မိစ္ဆာကောင်ကိုတော့အပြတ်ရှင်းမယ်ဆိုပြီးပြောလိုက်ပါတယ်ပရိစိနဲ့ပြစ်လိုက်တော့မျက်နှာဖုန်ကပြုတ်သွားပါတယ်အဲ့တော့စိတ်တို့သွားပြီးခေါင်းမိုးပေါ်ကနေဓာတ်ကိုထုတ်လိုက်ပြီးတော့ကောင်းကင်ခုနှစ်ထပ်ကအမျက်ဒေါသလိုရေရွတ်လိုက်ပြီးတော့နဗျာမိုးကျိုးဖြစ်ပြောင်းဆိုပြီးပြောလိုက်ပါတယ် ထွန်းလင်းတောက်ပါတယ်ကောင်းကင်တကိုးတော့ဓာတ်ကူကြွားရောက်ဆူပြီးရေရွတ်လိုက်တော့ဓာတ်ထိတ်ကိုတိမ်တိုက်တွေတဲကမိုးကြိုးတွေဆူဝေးလာပြီလေအဲ့ဒါကတော့မိုးကြိုးသားတိုင်ခွက်ပါတိုင်ခွက်ကိုတွေ့ရတယ်ချင်းရွယ်ကိုင်းကမှဖုန်ကြီးကတိသွားပါပြီပြီးတာနဲ့ဖုန်ကြီးကိုတိုက်လိုက်တော့ဖုန်ကြီးကလည်း မဟာဗမာညံလင်းတော်အကာအကွယ်ကိုထုတ်လိုက်ပါတယ်ဟိုလူနောက်ကိုလွင်သွားပြန်ပြီလေကျန်းချောက်ဖန်းကလည်းလွင်သွားပြီးတော့သတိမေ့သွားပါတယ်ဟိုလူကပြန်လာခဲ့မယ်လို့ကြင်ရင်ထွက်ပြေးသွားပါတယ်ပြီးတာနဲ့ဖန်းချောင်းကိုချီပြီးကလေးတွေကပြင်မဲ့တယ်မိဆောင်အောင်ဆန္ဒတန်တက်ပြခိုင်းလို့မဖြစ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်တကယ်တော့ဖုန်းကြီးကချင်းရံခိုင်အောက်ကလေးနှစ်ယောက်ကိုဝင်စေချင်တာပါမိုးနဲ့မြီမှာတနာချင်းမရှိတက်ရှိမှန်တဲ့များကိုမြန်းချောက်ရုပ်လိုသာသဘောထားဆိုပြီးရေရွတ်လိုက်ပြီးတဲ့နောက်မှာသူ့လဲအစိတ်ကဖောက်လာပြီလေခဏလောက်ရေလိုက်ပြီးတော့အနီရောင်ဆေးလုံးကိုကြည့်ပြီးတော့ကိုကြီးရေကျုံနောက်ဆုံးတော့မင်းရဲ့၃ရက်အတွင်းသိမ်မဲ့ဆေးကိုတောက်ရတော့မှာပါလားဆိုပြီးပြောပြီးတော့တောက်လိုက်ပါတယ် ရှောက်ဖက်ရဲတရားကပြင်းထန်တဲ့အတွက်ကူးတာပေးနေတုန်းပါပဲသတိပြန်ရလာတော့မလှုပ်ဘဲပြောလိုက်ပါတယ်ကျင်းယူကိုစိတ်ပူနေတော့ဘာမှမဖြစ်တဲ့အကြောင်းဖုန်ကြီးကပြန်ပြောလိုက်ပါတယ်မိုးကလည်းကြည်လေးကလည်းပြင်းနေတဲ့ကြားမှာဘလို့လို့မင်းဒီကိုရောက်လာတယ်ဆိုပြီးတော့ဖုန်ကြီးကမေးလိုက်တော့ဖုန်ဖုန်းကိုစားစရာလေးလာဖို့ကြင်လို့ပါဆိုပြီးပြောလိုက်ပါတယ်ပြီးတာနဲ့ရှောက်ဖန်းကိုခြေစဉ်တစ်ခုတင်ကျင်လားဆိုပြီးမေးလိုက်ပါတယ်ရှောက်ဖန်းကခြေစဉ်ဆိုတာကိုနားမလဲတော့ခြေစဉ်ဆိုတာအသက်ရှူသွင်းရှူထုတ်လို့ရတဲ့နီလေးတစ်ခုပါပဲဆိုပြီးဂျင်းထည့်လိုက်ပါတယ်မတင်ငင်တက်မြောက်ပြီးသွားတဲ့နောက်ဒီကိစ္စကိုဘယ်သူမှမပြောဘူးခတိတောင်းလိုက်ပါတယ် ရှောင်ဖန်းကလည်းတေးတောင်မပြောဘူးလို့ပြောတော့ဒီကျင့်စဉ်ကိုမင်းနေတိုင်းတစ်ချိန်စီကျင့်ရမယ်။ဒါပေမဲ့လူတွေရဲ့ရှေ့မှာတော့ကျင့်ကြလို့မရဘူးဆိုပြီးမှာလိုက်ပါတယ်။ပြီးတော့ညနေမှာပဲလေ့ကျင့်လို့ရမှာပါ။လုံနိုင်လားဆိုပြီးမေးလိုက်တော့တစ်ချက်စဉ်းစားပြီးတော့လုံနိုင်တယ်ဆိုပြီးပြန်ဖြေလိုက်ပါတယ်။တေးရရှင်ရေမဟုတ်ရင်ဒီအတက်ကိုမသုံးရအောင်ဆိုပြီးထပ်မှာတော့အန်အောနေပြီလေ။ ်ဘာလို့လဲလို့မေးလိုက်တော့ဖုန်းကြီးကလည်းလုံနိုင်လာပဲစတဲ့မေးနေပါတယ်ရှောင်းဖန်းကခေါင်းကြီးလိုက်တော့မှအာရပါရရေပြီးတော့နောက်ကျရင်အသက်ရေးဖို့အခြေအနေရှိလာခဲ့ရင်ကိုကြီးတစေသမားတော်လို့ခေါ်တဲ့လူတယောက်ကိုရှာဆိုပြီးတော့ recommend ပေးလိုက်ပါတယ်သူကသူခိုင်ရင်ဘုရားကျောင်းကဖုန်းကြီးဖူးကြီးဆိုပြီးပြောလိုက်ပါတယ်ပြီးတာနဲ့အနီရောင်ပတိစေတခုကိုထုတ်ပေးလိုက်ပြီလေတေချာတင်ထားရမယ်အပြေလူမသိစေနဲ့ဆိုပြီးမှာလိုက်ပါတယ်အခြေကျသွားတဲ့အခါမှာကျောင်းကဘာတခုကိုရှာပြီးတော့လွှင့်ပစ်လိုက်လို့ပြောပြီးပြောပြခဲ့တဲ့နာမည်ကိုလည်းအပြေလူတွေကိုမပြောဖို့ထပ်မှာလိုက်ပါသေးတယ်နောက်တော့ကလေးရင်မင်းဒူးထောက်ငါ့ကိုဦးသုံးချေချ ငါ့ကိုဆရာလို့တစ်ချက်လောက်ခေါ်လိုက်ဆိုပြီးပြောတော့ရှောင်းဖန်းကလည်းမှားထားတဲ့အတိုင်းသေချာလိုက်နာတယ်လေဂါထာကိုလည်းလိုရတဲ့အထိသင်ပေးလိုက်ပါတယ်ချင်းရွေးရင်နိုးလာပြီးတော့ရှောင်းဖန်းကိုနိုးလိုက်ပါတယ်နိုးနိုးချင်းဆရာလို့ပြောတော့ချင်းရွေးတယောက်ဘယ်ကဆရာလဲဆိုတာနားမလည်ပါဘူးသူကိုယ်တိုင်လည်းဒီကိုဘယ်လိုရောက်နေတာလဲမမှတ်မိဘူးလေ သူမှတ်မိတာကအိမ်မှာအိတ်နေတာပါ။ရှောင်းဖန်းကိုဘာဖြစ်တာလဲမသိလားလို့ဆိုပြီးမေးလိုက်တော့ဂရီပေးထားတဲ့အတိုင်းဘသူ့ကိုမှမပြောဘဲနဲ့အေးလိုက်တာပြန်ညမယ်ဆိုပြီးစကားလမ်းကြောင်းလွှဲလိုက်ပါတယ်။ရွာဘက်ကနေထူးဆန်းသလိုခံစားရတဲ့အတွက်အမြန်ပြေးပြီးတော့ဝမ်အားလို့ခေါ်တဲ့ဦးလေးကြီးကိုဘာတွေဖြစ်နေရလဲလို့မေးလိုက်ပေမဲ့ဦးလေးဝမ်အားကတော့တရေတွေအလုံးမကောင်းဆိုးဝါးတရေတွေကြီးပဲဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့အော်ဟစ်ပြီးတော့ဘာမှမေးမရပါဘူး။ရှောင်းဖန်းကဆက်ပြီးကြည့်လိုက်တော့တရွာလုံးကလူတွေကုန်တေဆုံးနေတာကိုတွေ့ပြီးမေးလဲသွားပြီလေ။ ခဏကြတော့သွေးရောင်တွေလွှမ်းနေတဲ့ရွာငယ်လေးမှာတဆီတွေဖြစ်နေတဲ့အိမ်မဆိုးတွေမက်ပြီးတော့လန်တို့လာပါတယ်အပြင်ထွက်ပြီးတော့အဖေအမေကိုလိုက်ရှာနေပြီလေကြီးကြီးကတော့အိမ်ထဲရွာသားတွေမရှိတော့တာကိုလက်ခံလိုက်ပြီးတော့ရှောင်းဖန်ကိုပြေးဖက်ပါတယ်ရှောင်းဖန်ကတော့လက်မခံနိုင်သေးပါဘူးနှစ်ယောက်လုံးအိမ်လည်းမရှိတော့တယ်လို့ရွာလည်းမရှိတော့ပါဘူးအဲ့ဒီချိန်ရှောင်းကြီးကြိုင်လို့ခေါ်တဲ့လူတစ်ယောက်ရောက်လာပြီးတော့ရှောင်းဖန်တို့ကိုချင်းရွင်ခိုင်းစီခေါ်သွားပါတယ်တက်တန်တရာဘော်ကိုဖြတ်နေရင်လည်းငကားကောင်းချင်းသေးကိုနဲ့တရာဝါကြီးထွက်လာပြီလေရှောင်းကြီးချိုင်ကဝိညာဉ်တခင် ဆရာသခင်ကဒီကလေးတွေကိုအထူးတလဲစိတ်ခေါ်ထားတာပါဆိုပြီးပြောလိုက်ပါတယ်။ရှောင်းဖန်းကိုအနာကက်ပြီးတခြားကြည့်ပြီးတော့မှထွက်သွားပါတယ်။ဝိညာဉ်သခင်ကလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကဂိုင်းရဲ့ဘိုးဘေးချင်းရဲ့နှိမ်နှင်းခဲ့တဲ့ရှီဟောင်းနဲ့တားရဲပါတခုခုကိုအာယုံခံမိရကြောင်အပေါ်ကိုတက်လာတာလေဖြစ်နိုင်တာကရှောင်းဖန်တိတ်ထားတဲ့အနီရောင်ပရိသေကြောင်ဖြစ်နိုင်ပါတယ်ခမ်းမအလဲမှာတော့ရွာလုံးချို့အသက်ခံခဲ့ရတဲ့အကြောင်းကိုအကြီးအကဲတွေဆွေးနွေးနေပါတယ်အသက်ရှင်တဲ့သူက ၃ယောက်ထဲပဲကြံခဲ့တာပါတယောက်ကတော့တရဲလို့អော်ပြီးတော့အသီးစိတ်မရှိတော့တဲ့လူနဲ့ရှောင်းဖန်တို့ငွေချင်းတယောက်ပါရှောင်းဖန်တို့ဝင်လာတော့ဒူးထောက်ပြီးတော့ရွာအတွက်အမှန်တရားကိုစုံစမ်းပေးဖို့ကျင်းယူကပြောလိုက်ပါတယ်မင်းတို့ဘလို့လွတ်လာလဲလို့ပြောလိုက်တော့ရှောင်းဖန်ကပြောဖို့လို့မှရက်လိုက်ပါတယ်ကျင်းယူကတော့အိမ်ထဲကဂရင်းမောင်မအိတ်နေခဲ့တာကိုပဲမှတ်မိတဲ့အကြောင်းကိုပြန်ဖြေလိုက်ပါတယ်ပြီးတော့ရွာထိပ်ကတစ်ပင်အောင်မှနိုးလာပြီးတော့ရှောင်းဖန်ကိုနိုးလိုက်ရင်ရွာတွေကလူတွေအသက်မရှိတော့တာကိုတွေးခဲ့တဲ့အကြောင်းကိုပြီးရှင်းပြလိုက်ပါတယ်ရှောင်းဖန်ကိုမေးတော့သူ့ဆရာကိုဂရီပေးထားတဲ့အတွက်မဖြေဘဲနဲ့နှုတ်ဆက်နေတယ်လေအဲ့တော့အကြီးကြီးတယောက်ကမင်းလည်းမနေကကိစ္စကိုဘာမှမသိဘူးပေါ့လေဆိုပြီးတော့ခေါင်းရမ်းရင်းခေါ်သွားခိုင်းလိုက် က်ပါတယ်အကြီးကဲတယောက်ကဂိုင်းကြီးတစ်ခုဖြစ်ပြီးတော့လက်အောက်ခံရွာတရွာကိုတော့မကဝဲနိုင်ရင်ဘလို့လို့မကောင်းဆိုးဝါးတွေကိုရှင်းလင်းပြီးတော့ဖြောင်းပတ်တဲ့လမ်းစဉ်ကိုလိုက်ကြမလဲဆိုပြီးဒေါသထွက်နေပါတယ်ကလေးနှစ်ယောက်ကိုဂိုင်းမှာခေါ်ထားဖို့ဆွေးနွေးနေတာပါချင်းရွယ်ဂိုင်းကတော့ဘယ်လည်းမခဏလဲနှစ်နဲ့ချီနေပြီလေ တယောက်ကတော့ကျင်းရီကိုတွေ့တော့သဘောကျသွားပြီးတော့သူခိုင်းအောက်ကိုဝင်ခိုင်းမယ်ဆိုပြီးပြောလိုက်ပါတယ်သူဘေးကမုံဆိပ်ဖြူနယ်လူကလည်းခမားခိုင်းမှာအယောက်200လောက်ရှိနေပြီလို့ပြောပြီးဖဲ့လိုက်ပါတယ်အဲ့ဒီတော့တယောက်ကထောက်ခံလိုက်ပြီးတော့ခမားတို့မှာတပည့်တွေရာရောရှိနေပြီးကျုပ်တို့တာကျူးတောင်ထွက်မှာတော့သွေးကြောက9ယောက်ပဲရှိသေးရဆိုပြီးပြန်ပြောလိုက်ပါတယ်ဒါဆိုလည်းကျန်းချောက်ဖန်ကိုယူဆိုပြီးတော့သူကတော့ကျင်းရီမှာအလားလာရှိတဲ့အတွက်မြေတောင်မြောက်ပေးနိုင်တာမို့သူယူမယ်ဆိုပြီးပြောလိုက်ပါတယ်အဓိကကတော့ကျင်းရီကိုလုနေကြတာပါနောက်ဆုံးတော့လုံရှိတောင်ထွက်ရဲ့ဂန်းကျုပ်ချင်းဆုံးကကျင်းရီကိုခေါ်သွားပြီးတော့ရှောင်းဖန်ကိုတော့တာကျူးတောင်ကခေါ်သွားပြီးလေမသွားခင်နှစ်ယောက်သားဖက်ပြီးနှုတ်ဆက်လိုက်ကြပါတယ်ရှောင်းဖန် န်းလို့ဆရာတို့ညီလေးတဲသေးလေးရတဲ့အတွက်အကုန်လုံးကဝိုင်းကြည့်ပြီးတော့စနေကြပါတယ်။ဘာတိုင်းချင်းဦးလဲလို့မေးပြီးတော့တစ်သားသားကိုယူလိုက်တော့ရှောင်းဖန်တယောက်ပြန်လူနေရပြီလေ။အဲ့ဒီအချိန်ခက်ဆော့ဆော့ကောင်မလေးတယောက်ရောက်လာပြီးတော့အကြီးကနှစ်ယောက်ရဲ့ခေါင်းကိုထုလိုက်ပါတယ်။စနေကြပါပါဆိုတော့ကလေးတယောက်ကိုလူအများကြီးကဝိုင်းပြနေနိုင်ချင်းစရာလားဆိုပြီးဖျဲနေပြီလေ။ ပြီးရတယ်သူကတာကျူးတောင်ထွက်ကိုရောက်တဲ့ညမှာကြောက်လို့တန်းပြီးတော့သေးပေါက်ချတာဆိုပြီးတယောက်ချင်းစီအရှက်ခွဲပေးလိုက်ပါတယ်သူ့နာမည်ကတော့လင်းအားလို့ခေါ်ပြီးတော့ခေါင်းဆောင်ရဲ့သမီးပါနောက်တော့ဒါမင်းရဲ့ဆရာတို့ကိုယ်တွေပဲဆိုပြီးတော့တယောက်ချင်းကိုမိတ်ဆက်ပေးလိုက်ပါတယ်ဆရာနဲ့ဆရာကတော်ကိုရင်နွေးချမ်းချပေးလိုက်တော့ဆရာဖြစ်သူကတိတ်ပြီးလက်ခံချက်မမရပါဘူးအဲ့ပုံစံကိုမြင်ပြီးတော့လင်းအားကသူ့အဖေကိုပြန်ဆောင်ထုတ်လိုက်ပါတယ် ဆရာကတော်ကတော့ရင်နွေးချက်ကိုတောက်လိုက်ပြီးတော့အခုတာကျူးတောင်ထွက်ကရှောင်းဖန်းရဲ့အိမ်ဖြစ်သွားပြီဆိုပြီးပြောလိုက်ပါတယ်။ထမင်းစားတဲ့အချိန်မှလည်းလင်းအာကတေချာလေးကိုယူဆိုင်ပေးတယ်လေ။ရှောင်းဖန်းကတော့တာရဲ့လက်အောက်ကိုအပ်တယ်ဆိုပြီးတော့ပြောပြီးထွက်သွားကြပါပြီ။လင်းအာကရှောင်းဖန်းကိုသူကကွယ်မှာမို့ဘယ်သူမှနိုင်မချင်းကြနဲ့ဆိုပြီးမှားလိုက်ပါတယ်။လင်းအာစကားများနေတော့ထမင်းဆက်စားလို့ရပြီလားဆိုပြီးမေးနေကြပြီလေ။နင်တို့အကုန်စားကြမှတော့ရှောင်းဖန်းကဘာသွားစားမှလဲဆိုပြီးထပ်ဖြဲပြန်ပါတယ်။တယောက်တစ်တုံးစီဝိုင်းပေးလိုက်တော့မှပဲဟင်းပြစ်ဖြစ်သွားပါတယ်။ညဘက်ရောက်တော့ ဖုန်ကြီးပေးထားတဲ့အနီရောင်ပတိစေးကိုထုတ်ပြီးတော့ကြင်ကြံနေပြီလေ။နောက်နေ့မနက်မှာလင်းအားကသူ့ရဲ့တာဟွန်လို့ခေါ်တဲ့ခွေးလေးနဲ့ရှောင်းဖန်းကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒီလောက်ကြီးတဲ့ခွေးမမြင်ဘူးသေးဘူးဆိုတော့အသက်ရှင်နေတာနှစ်တရာတောင်ရှိပြီဆိုပြီးကြွားလိုက်ပါတယ်။ ဆရာသူကိုကြီးရောက်လာပြီးတော့နှစ်ယောက်သလုံးကိုလာခေါ်သွားကြပြီလေ။တာကျူးတောင်သွေးကျော်ရဲ့စီကန်ကရောက်ခါကြတဲ့ပဲဆိုရင်ပထမ၃နှစ်အတွင်းနေတိုင်းဒီနေရာကိုလာပြီးတော့ဝါခုတ်ရမယ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။ရှောင်းဖန်ကတော့ထင်းခုတ်ဟူတာမျိုးအေးဆေးပဲဆိုပြီးပြောလိုက်ပါတယ်။နေရတယောက်ဒီကိုကြည့်ဆိုပြီးတော့လေထဲမှာကြောကြောမော့မော့လေးခုတ်ပြလိုက်တော့ရှောင်းဖန်တကောင်ပြစ်ကျွေးနေပြီလေ။သူကလည်းခုတ်ရောဝါကတိုင်ပြန်ရိုက်ပြီးတော့မျက်ခွက်ကိုထိသွားပါတယ်။ဒါတွေကတာကျူးတောင်ထုံးမှာပဲရှိတဲ့ဟေးကျဲဝါလို့ခေါ်တဲ့အနဲ့ရောင်ထုံးဝါတွေပါ။ ခိုင်းဆောင်ဝင်တဲ့သူတွေအတွက်ခန္ဓာကိုယ်လေးကျင့်ပြီးတော့အခြေခံအုတ်မြစ်ချဝေဖို့အသင့်တော်ဆုံးပဲလေနေ့တိုင်းလင်းရလေးနဲ့ဝါခုတ်လိုက်လေးကျင့်လိုက်လှုပ်လာခဲ့တာအသက်ကလည်းတဖြည်းဖြည်းကြီးလာပြီးတော့ဝါအကူကိုအသားလေးတောင်ခုန်နိုင်နေပါပြီလင်းရလေးကလည်းလှလှပပနဲ့အရွယ်ရောက်လာပါပြီကြားလျှောက်ဖန်တယောက်ဘာလို့ဆက်ဖြစ်မလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပြပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပြပါဦးခင်ဗျာ